မင်္ဂလာပါရှင်တန်လင်ခတ်သတင်းဌာနရဲ့တပတ်အတွင်းရိုက်ခတ်ဆုံးမြန်မာနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ဖော်ပါရှင်ဒီတပတ်ရဲ့ရိုက်ခတ်ဆုံးသတင်းတွေကတော့ဘင်္ဂလားဒေ့ရှ်ရဲ့စာနာမှုဈေးကျန်အစီအစဉ်မှာပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ကုလသမဂ္ဂကပြောဆိုလိုက်တဲ့သတင်းမြန်မာဘက်ကတထုတူဖော်မှုတွေကိုရပ်ဆိုင်းပေးဖို့ထိုင်းပြည်သူတွေကထိုင်းအစိုးရကိုတောင်းဆိုလိုက်တဲ့သတင်း ဘူတုဟောင်းချိုထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့မြို့ပြပျောက်သားတွေကိုဖမ်းမိပြီးလို့စစ်ကောင်စီကထုတ်ပြန်ရမှာအသက်6နှစ်အရွယ်ကလေးငယ်ပါပါဝင်နေတဲ့တည်တင်းစစ်ကောင်စီကိုထိထိရရအရွေးယူဖို့နိုင်ငံတကာအလို့သမားညီလာခံ IRC ကဆုံးဖြတ်လိုက်တယ်ဆိုပြီး NUG ကထုတ်ပြန်လိုက်တဲ့တည်တင်းနဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း12နိုင်ငံကိုအမေရိကန်ကပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့တည်တင်းဒီတည်တင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် တခိုင်ပြည်နယ်အတွက်လူသားချင်းစာနာထောက်ထားမှုစည်းကြံတရက်ထားရှိဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဆွေးနွေးမှုတွေမှာကုလသမဂ္ဂအနေနဲ့ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာဌာနညှိနှိုင်းရေးမှုကပြောဆိုလိုက်ပါတယ်။ဇွန်လ၄ရက်ကပြုလုပ်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ရောက်တန်တမန်များအသင်း DCAB ဆွေးနွေးပွဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာဌာနညှိနှိုင်းရေးမှုဂွေလူးဝစ်ဆာကပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂအနေနဲ့နေဆက်ဖြတ်ကျော်ဆက်ဆံရေးအပေါ်အားပေးကူညီရရောက်တဲ့လှုပ်ဆောင်ချက်တွေပဏိပခတ်တံခန်းစားနေရတဲ့ပြည်သူတွေကိုကုညီထောက်ပံ့မဲ့အစီအစဉ်တွေကိုကြိုဆိုပေမဲ့လက်ရှိအချိန်မှာတော့လူသားချင်းစာနာထောက်ထားမှုဈေးကြံတည်ဆောက်မဲ့အစီအစဉ်မှာပါဝင်ပတ်သက်ခြင်းမရှိဘူးလို့သူကပြောပါတယ် လူသားချင်းစာနာထောက်ထားမှုစဉ်ကြံဆိုတာမျိုးကတရားဝင်အစီအစဉ်မျိုးဖြစ်ပြီးအဲ့ဒီလိုကိစ္စတွေမှာတော့နှစ်ဖက်အချုပ်ချာအာဏာပိုင်ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်မြန်မာသဘောတူညီချက်လိုအပ်တယ်လို့ပို့ပြီးလိုအပ်လာခဲ့ရင်လည်းဆက်နွယ်ပတ်သက်နေကြတဲ့အင်အားစုတွေရဲ့ပါဝင်မှုတွေလိုအပ်တယ်လို့လည်းသူကပြောဆိုခဲ့ပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်တမ်မတ်ကြီးရောင်ဝန်ကလည်းစာနာမှုအကူအညီပေးရေးစင်ကြံလို့ခေါ်ဆိုနေကြတဲ့အစီအစဉ်မှာတရုတ်နိုင်ငံကပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ပြီးခဲ့တဲ့မေလာတုန်းကပြောဆိုခဲ့ပါတယ်ရှင်။ ိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်တွေမှာရှိတဲ့မြစ်တွေမှာတပ်ထုတုဖော်မှုတွေရပ်တန့်ပေးဖို့ချင်းမိုင်နဲ့ချင်းရိုင်ပြည်နယ်မှာရှိတဲ့ဒေသခံတထောင်ဝန်းကျင်ကဇွန်လ9ရက်ကဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဇွန်လ9ရက်ဟာကမ္ဘာ့ပတ်ဝန်းကျင်ထိမ့်သိမ်းရေးနေ့ဖြစ်ပြီးထိုင်းပြည်သူတွေရဲ့ဆန္ဒပြပွဲကိုလည်းအဲ့ဒီနေ့မနက်မှာချင်းရိုင်မြို့နယ်မဲ့နှက်ခုံမြစ်အနီးကမဲ့ဖလောက်ပန်းချံမှာပြုလုပ်ခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နဝိုးအနေနဲ့ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ရှမ်းပြည်နယ်နယ်စပ်တစ်လျှောက်ကရွှေတူးဖုံမှုတွေရပ်တန့်သွားအောင်မြန်မာအာဏာပိုင်တွေကိုနားချစီယုံပေးဖို့တောင်းဆိုထားတဲ့ကြေညာချက်ကိုဆန္ဒပြပွဲမှာပါဝင်ခဲ့ကြတဲ့ကိုယ်စားလှယ်တွေကဖက်ပြခဲ့ကြတယ်လို့လည်းသိရပါဗျာ။ ဒါပေမဲ့ရွှေတူဖို့မှုပြုလုပ်နေတဲ့ဒေတာအများစုကစစ်ကောင်စီထိန်းချုပ်မှုအောက်မှာမရှိပဲဝါပြည်သွေးစွညင်ညူရေးတက်မှာ UWSA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့နယ်စပ်မိုင်းယွန်းဒေတာမှာဖြစ်ပါတယ်အဲ့ဒီနေရာတွေမှာမြေရှားတပ်ထုကိုအလုံးရင်းနဲ့တွဖို့နေတယ်လို့ချန်လူခွင့်ရေးမန္တန်အဖွဲ့ကမေလ15ရက်မှာထုတ်ပြန်ထားပါတယ် တထုတုဖို့အရာကထွက်လာတဲ့အညစ်ကြေးတွေဟာမဲနှခုံမဲခေါင်မဲလွတ်နဲ့မဲဆိုင်မြင်ညဉ့်ညမ်းစေတာကြောင့်ပဝန်းကျင်ကိုပြန်ပြီးထိမ့်သိမ်းပေးဖို့ကိုလည်းဆန္ဒပြပြည်သူတွေကထိုင်းအစိုးရကိုတောင်းဆိုခဲ့ပါတယ်ရှင်။ ီးခဲ့တဲ့မေလ22ရက်ကရန်ကုန်မြို့မြန်ကုန်းမြို့နယ် A1 လမ်းပေါ်အိရှိမှာလောက်ကျန်တက်ဖြတ်ခံခဲ့ရတဲ့အငိမ့်သားဗုံမှုချုပ်ချိုးထွန်းအောင်ပေါ်လောက်ကျန်သူတွေကိုဖမ်းဆီးလိုက်တယ်လို့ဇွန်လ4ရက်မှာစစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်ဖမ်းဆီးခံရတဲ့သူတွေဟာ Golden Valley Warrior မြို့ပြပျောက်ကြားဖွဲ့ဝင်တချို့နဲ့သူတို့မိသားစုဝင်တွေကိုကြီးချိတ်ဆက်ပေးသူတွေဖြစ်ကြတယ်လို့စစ်ကောင်စီကဆိုပါတယ် ဖန်စီခံခဲ့ရတဲ့သူတွေထဲမှာအသက်6နှစ်ရွယ်သာရှိတဲ့ကလေးငယ်တအူးပါဝင်ပြီးအမျိုးသား73ဦးနဲ့အမျိုးသမီး3ဦးတို့လည်းပါဝင်ပါဗျ။ ပိခတ်ရှင်လီရေလုံစင်တုံးကအတန်ပြုခဲ့တဲ့ဆက်ပြီးနဲ့အတူစန်းထအောင်ခေါ်ဘကိုးသားနဲ့ထောက်ဖို့အဖြစ်ဆောင်ရွက်ခဲ့သူဝင်းသူခေါ်ကလားလေးတို့ကိုမြောက်ဥကလာမြို့နယ်မှာဖမ်းဆီးခင်းခဲ့ရပါတယ်။ဒါပြင်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်ဇင်မင်းထက်ခေါ်လင်းလက်စော်နဲ့ဇနီးဖြစ်သူမှတ်ပြုံးပြုံးနဲ့ချောင်းနှစ်ရွယ်သားရှိသေးတဲ့တမီးဖြစ်သူလင်းလက်ရွှေတို့ကိုတော့ပကံမျိုးဟောင်းမှာဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကထုတ်ဖော်ထားပါတယ်။ အငြင်းစားပူမှုချုပ်ချိုးထွအောင်ကိုလောက်ကျန်သူတွေဟာလွတ်မြောက်ရေးနေရာကို ရောက်ရှိနေကြပြီးစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကအတုအယောင်သာ ဖြစ်တယ်လို့ပြစ်ခတ်မှုကိုဥဆောင်ခဲ့တဲ့ဆိုတဲ့ Golden Valley Warrior ကတံပြန်ထုတ်ပြန်ထားပါတယ်ရှင်။ စစ်ကောင်စီကိုထိထိရောက်ရောက်အရေးယူပေးဖို့နိုင်ငံတကာအလို့သမားညီလာခံကအစိုးရအဖွဲ့ဝင်တွေလုပ်ငန်းရှင်တွေနဲ့အလို့သမားသမဂအဖွဲ့ဝင်တွေကဆုံးဖြတ်ချက်ချလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG အလို့သမားဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ၂ရက်ကစပြီးဆွစ်ဇာလန်နိုင်ငံမှာကျင်းပနေတဲ့၁၁၃ကြိမ်မြောက်နိုင်ငံတကာအလုတ်သမားညီလာခံကိုအမျိုးသားညီညွတ်ရေးအစိုးရအလုတ်သမားဝန်ကြီးဌာနဦးဆောင်တဲ့သုံးဖွဲ့ဆိုင်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။ညီလာခံမှာမြန်မာပြည်သူတွေပေါ်စစ်ကောင်စီရဲ့လူခုရွေးချယ်ဖောက်မှုတွေအလုတ်သမားအခွင့်အရေးချုပ်ဖောက်ခံနေရမှုတွေနဲ့စစ်ကောင်စီရဲ့လက်ကြောင်းတိုက်ခိုက်မှုစားတဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ နီလာခန်ကထီရောက်တဲ့နီလန်းနဲ့ပိတ်ဆို့အေးအေးယူနိုင်ဖို့ကိစ္စရက်တွေကိုတုံးပွင့်ဆိုင်ကိုယ်စားလှယ်တွေကတင်ပြခဲ့ကြတယ်လို့သိရပါဗျ။ဒါကြောင့်လဲ ILO ကပုံမှန်33နဲ့စစ်ကောင်စီကိုအေးအေးယူဖို့ဆုံးဖြတ်လိုက်တာပါ။ဒါဟာအကျန်းဖက်စင်အုပ်စုအပေါ်အာလုံးပူပေါင်းတော်လှန်တဲ့လှုပ်ရက်ဖြစ်တာကြောင့်အလွန်ကြီးမားတဲ့အောင်ပွဲဖြစ်တယ်လို့မြန်မာနိုင်ငံအလို့သမားတပ်ပေါင်းစု MLA ကမှတ်ချက်ပြုပါရတယ်။ ILO ကပုံမှန်33နဲ့အရေးယူတယ်ဆိုတာကပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုအကာအကွယ်ပေးတဲ့ရန်တရားဖော်ဆောင်နိုင်မှာဖြစ်ပြီးအကြမ်းဖက်ဆွေးအုပ်စုကိုဖိအားဖြစ်စေတဲ့အချက်ဖြစ်တယ်လို့လည်းသိရပါတယ်။နိုင်ငံတကာအလို့ရှင်တွေကပုံမှ33ကိုအရင်ကပြင်းပြင်းထန်ထန်ညှင်းဆိုခဲ့ပေမဲ့မြန်မာစစ်တပ်ကိုအရေးယူရမှာတော့ပိတ်ဆို့တားဆီးမှာမဟုတ်ကြောင်းနဲ့အစီရင်ခံစာမူကြမ်းအပေါ်ထောက်ခံကြောင်းပြောဆိုခဲ့တယ်လို့ MLA ကထုတ်ပြန်ပါတယ်ရှင် မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း12နိုင်ငံကိုပြည်ဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့အင်ဖြူရောကဒီတစ်ပတ်အတွင်းလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီးအခုဇွန်လ9ရက်ကစအသက်ဝင်မယ်လို့သိရပါဗျ။အမေရိကန်ကိုလာရောက်ကြတဲ့မြန်မာနိုင်ငံသားတွေဟာကျောင်းသားဗီဇာအလယ်ပတ်ဗီဇာတွေနဲ့လာရောက်ကြပေမဲ့ရက်ကျော်နေထိုင်မှုတွေများတဲ့အတွက်အခုလိုပြည်ဝင်ခွင့်ပိတ်ပင်လိုက်တာပါ။ ရက်ကျော်နေထိုင်သူတွေကိုအမေရိကန်ဥပဒေအရနိုင်ငံသားအဖြစ်ကပယ်ဖျက်ပြီးမိခင်နိုင်ငံပြန်ပို့မှုတွေလှုပ်ဆောင်နေပေမဲ့ပူပေါင်းဆောင်ရွက်မှုအားနည်းတဲ့အတွက်လည်းအခုလိုပိတ်ပင်လိုက်တာလို့သိရပါတယ်။အမေရိကန်ကပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့နိုင်ငံတွေကမြန်မာအပါဝင်အာဖဂန်နစ္စတန်၊ချက်၊ကွန်ဂို၊အီကွေဒိုရီယား၊ဂီနီယာ၊အီရီထရီးယား၊ဟေတီ၊လီဗျာ၊ဆူမာလီယား၊အီရန်၊ဆူဒန်နဲ့ယေမန်နိုင်ငံတို့ဖြစ်ကြပြီးလုံခြုံရေးအကြောင်းပြပိတ်ပင်ခဲ့တာပါ။ မြန်မာနိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပိတ်ပင်ရခြင်းကအမေရိကန်မှာတက်တန်းလုံဗီဇာနဲ့နေထိုင်သူများပြမှုကြောင့်ဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ20ရက်ကစပြီးအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနအမိမြေလုံခြုံရေးဌာနနဲ့ထောင်လိုင်းဌာနတို့ပူးပေါင်းပြီးအမေရိကန်နိုင်ငံကိုအန္တရာယ်ပြုလည်နိုင်မဲ့နိုင်ငံတွေရဲ့စီးရင်တွေကိုပြုစုဖို့သမ္မတထရန့်ကညွှန်ကြားခဲ့ပါတယ်။အဲ့ဒီလိုညွှန်ကြားခဲ့ပြီးတဲ့နောက်အခုလိုပြည်ဝင်ခွင့်ပိတ်ပင်တဲ့ထုတ်ပြန်ချက်တွေထွက်ပေါ်လာတာပါရှင်။ ကလွင်ကသတင်းဌာနရဲ့တပတ်အတွင်းမြန်မာနဲ့ကမ္ဘာတူဝမ်ကရိုက်ခတ်ဆုံးသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။